ကြနေဖို့မိတ်ဆွေများအတွက်ကိုးစားတက်ကြတဲ့1389ခုနှစ်အတွင်းမိတ်ဆွေများတွေ့ကြုံရမည်ကံအနေထားများကိုကြိုတင်သိရှိဆင်ခြင်သုံးသပ်နိုင်စေရန်အတွက်ယခုကောစာတက္ကရာ1389ခုနှစ်တနစ်စာဟော်စတန်ကိုအကြံပြု၍ဟောပြောပေးသွားမှာဖြစ်ပါသည်။တောက်ကြနေဘောမိတ်ဆွေများအနေဖြင့် ယခုကောစာတက္ကရ1389ခုနှစ်တနှစ်တောင်အတွင်းမှာဆိုရင်မိတ်ဆွေများအနေဖြင့်မိမိတို့ဆောင်ရွက်လောက်ကင်နေကြသော လုပ်ငန်းဝင်အတွင်း၌ပြောသမျှအောင်မြင်၍ဩဇာတက်ကိန်းလိမ့်မည်ငွေကြေးလက်လာပါများလဲယခုနှစ်ကာလတွေအတွင်းမှာများစွာဝင်ရောက်လာပေလိမ့်မည်မိမိကိုကိုင်ကြီးမဆမဲ့မိကောင်းဆွေကောင်းတွေကလည်းအနီးအပားမှာရှိနေပါသည် ထို့ကြောင့်လောကန်ဆောင်ရွက်သည့်ကိစ္စရပ်များကို အချိန်မဆွဲဘဲနှင့်ကြိုးစားလောကန်ဆောင်ရွက်ပါလို့အကြံပြုပါရစေ။ယခုနှစ်အတွင်းမှာမိမိတို့ဆောင်ရွက်လောကန်ရာအလုပ်ကိစ္စလုပ်ငန်းကိစ္စရပ်များကိုရေချားမြေချားလူမျိုးချားများနဲ့တွဲဖက်ဆောင်ရွက်လောကန်ပါကပုံမှန်၍အကျိုးမြတ်ကောင်းနေဖြစ်ပေါ်လာပေလိမ့်မည်။ဘိုးဘွားမိဘ အထက်လူကြီးများ၏မဆမှုများကိုလည်းရရှိလာပေလိမ့်မည်။မိတ်ဆွေများအနေဖြင့်ယခုနှစ်ကာလတွေအတွင်းမှာမီယိုဖလာနှင့်ပတ်သက်သည့်ဘာသာရေးကိစ္စလူမှုရေးကိစ္စရပ်များဆောင်ရွက်ခွင့်များကြုံလာပါကအားတက်သရောပါဝင်ဆောင်ရွက်လုပ်ကိုင်ပေးလိုက်ပါ။မိမိတို့မှာကောင်းသောအကြောင်းတရားကံများပွင့်လန်းလာပေလိမ့်မည်။ဘာသာကြားလူမျိုးကြား တင်းနေတကြီးကပုပ်ကိုများရဲ့အကူအညီအထောက်ပံ့ကောင်းနေလဲရရှိလာတတ်သလိုဌာနဆိုင်ရာပိုင်းကအကြီးအကဲများဤချီးမြှင့်ထောက်ပံ့မဆာမှုတွေလဲကြုံတွေ့လာပေလိမ့်မည်မယောက်ဖူးတည်တဲ့ရဝေးတည်သားရက်တွေကိုလဲတွားရောက်ရတတ်သလိုအမျိုးသမီးမိတ်ဆွေများအထူးအကျိုးပေးသည့်ကာလာအပိုင်းချာလဲကြုံတွေ့ရတတ်သောကြောင့်မိတ်ဆွေများအနေဖြင့်ဤကာလာတွေအတွင်းမှာ ဆောင်ရွက်ရာကိစ္စရပ်တွေအပေါ်မှာအာတုံခွန်ဆိုင်စူးစမ်းလောက်ကင်ဆောင်ရွက်ကြပါလို့အကြံပေးပါရစေထို့ကြောင့်တောက်ကြနေဘဝမိတ်ဆွေများတွေမှာသူနှစ်အပိုင်းခြားကာလတွေအတွင်းမှာဆိုရင်အထယ်လုပ်ငန်းအဝိအထယ်ရောင်းဝယ်ရေးလုပ်ငန်းမျိုးတွေအထယ်ကျုပ်ဆက်ယုံလုပ်ငန်းမျိုးတွေဓာတ်ဆီဒီဇယ်ဓာတ်သတ္ထုဓာတ်ငွေမျိုးစုံထုတ်လုပ်မာယူဖြန့်ဖြူးခြင်းဆိုင်ရာ လုပ်ငန်းမျိုးတွေထီလုပ်ငန်း 两个山呢，登山到龙岩庙里；两个山镇呢，天门都两外龙岩庙里；黄边新庙中，两外也龙岩庙里；你盖山、胖盖山、胖标边两外进山也龙岩庙里；面九山龙岩庙里；白秒钟两外多龙偏标地白阳龙岩庙里；某庙中阳外偏标也龙岩庙里；山地盖山也的龙岩庙里呢。 ပတ်သက်ခြင်းလေလောက်ကင်နေကြသောတောက်ကြနေဘဝမိတ်ဆွေများအနေဖြင့်ထိုနေ့အပိုင်းခြားကာလတွေအတွင်းမှာဆိုရင်ထိုလုပ်ငန်းထိုကိစ္စရပ်တွေနဲ့ပတ်သက်ရ၍လဲမိတ်ဆွေတို့မှာအကျိုးမြတ်ကောင်းတွေပုံမူရရှိဖြစ်ပေါ်လာပေလိမ့်မည်တောက်ကြနေဘဝမိတ်ဆွေများအနေဖြင့်ဤနေ့တနေ့သာကာလအတွင်းကျမ်းမာ၏အနေဖြင့်ခြေထောက်တို့ခါတို့အနာရောဂါလေးတွေဖြစ်လွယ်တတ်သောကြောင့် ဂယုစိုက်ပါလို့အကြံပေးပေးရစီတောက်ချံနေဘောမိတ်ဆွေများအနေဖြင့်ထိုနှစ်ကာလတွေအတွင်းမှာဆိုရင်ကဆုံလနေယုံလဝါဇိုလတော်တလင်းလစသည့်ထိုကာလတွေမှာမိမိတို့စီစဉ်ဆောင်ရွက်လောက်ကင်မိကိစ္စရက်တွေအပေါ်မှာညံနစ်စင်ခြင်းတတိပြုဆောင်ရွက်လောက်ကင်တင်ပါသည်ဟုအကြံပေးပေးရစီထိုလအပိုင်းခြားကာလတွေအတွင်းမှာဆိုရင် မိမိတို့နေထိုင်ရာပတ်ဝန်းကျင်အတွင်းမှာအလိုလိုနေရင်မိမိကိုမလိုမုန်းထားတဲ့သူတွေမနာလိုသူတွေလည်းပေါ်ပေါက်တတ်ပါသည်ဘိုးဘွားမိဘအထက်လူကြီးကြီးကဲသူများနဲ့ပတ်သက်၍လည်းခံပင်းစရာတွေမကြည်နဲ့စရာတွေလည်းပေါ်ပေါက်တတ်ပါသည်ငွေကြေးကိစ္စလုပ်ငန်းဆောင်တာကိစ္စရက်တွေနဲ့ပတ်သက်ရ၍လည်းပူပင်စရာတွေလည်းဖြစ်ပေါ်တတ်ပါသည်တရီရှိပါအိမ်မှာ အလုံးမှနေရလို့ရတာကိုစိတ်ကုံနေတာမျိုးတွေလည်းရံဖန်ရံခါမျိုးတွေကြုံတွေ့ရတတ်ပါသည်ငွေကြေးလက်လာပါတွေလည်းဝင်ရောက်လာပြီးမှမတည်မြဲဘူးပြန်လဲဆုံရှုံထွက်ခွာမှုလေးတွေနဲ့ဖြစ်တတ်သောကြောင့်ဂယုစိုက်ပါလို့အကြံပြုပါရစေဆွေမျိုးအတိုင်းဝိုင်းကမလူမုံထားမှုတွေလည်းခံစားရတတ်သလိုငွေကြေးကိစ္စရက်တွေလည်း အပေးမအယူမတွေဖြစ်တတ်သောကြောင့်ဗတိထားဆောင်ရွက်လောက်ကင်ပါလို့အကြံပေးပါရစီစိတ်ထိကြိုက်စရာပူပင်စရာတွေလည်းကြုံတွေ့ရတတ်ပါသည်ထို့ကြောင့်ပေါကြာနေဝမိတ်ဆွေများ အနေဖြင့်ထိုလအပိုင်းခြားတွေအတွင်မှာအလုံးသည့်လုပ်ငန်းသည့်များထူထောင်ခြင်းများစတင်လောက်ကင်ခြင်းများမပြုလုပ်ပါနဲ့ဟုအကြံပေးပါရစီထို့ကြောင့်တောက်ကြာနေဝမိတ်ဆွေများအနေဖြင့် ထိုလအပိုင်းခြားကာလတွေအတွင်းမှာမိမိတို့ဆောင်ရွက်ရာကိစ္စရပ်တွေအပေါ်မှာအမှားညွန်းနေအောင်သတိပြုဆောင်ရွက်လုပ်ကိုင်သင့်တယ်လို့မိษွေတို့အတွက်နိနာဆုံးရှုံးမှုများယုံနေပပျောက်တတ်တာစီရန်အတွက်ဤနှစ်တစ်နှစ်သာဟောစတန်းကိုအကြံပြု၏အော်ပြောပေးလိုက်ပါသည်အချီးရင်းနဲ့ပတ်သက်ပြီးတော့မိမိဆုံးဖြတ်ချက်လွဲမှားမှုများကြောင့် ချစ်တော်သူ၏ညဉ့်ညင်မှုလေးကိုခံရတတ်ပါသည်အိမ်တော်သည်များအဖို့မိမိအိမ်တော်ဘက်ပေါ်စိတ်ကုံနာမျိုးလေးတွေလည်းဖြစ်ပေါ်တတ်သလိုဒေါသဖြစ်เสียမျိုးလေးတွေလည်းပေါ်ပေါက်တတ်ပါသည်ထို့ကြောင့်တောက်ကြနေဘောမိတ်ဆွေများအနေဖြင့်တနစ်သာအတွင်းမှာကောင်းသောကံတွေပုံမှန်အားကောင်းဖြစ်တည်အောင်အစိုးတရားများယုံနေပပျောက်တတ်တာဇီယံအတွက် ဆောင်ရွက်ရမယ့်ယန္တရားလေးကတော့စနေနေ့တိုင်းစနေနေ့တိုင်းမှာအလူခံပုဂ္ဂိုလ်ယဟန်တပါအာသို့မဟုတ်အလူခံပုဂ္ဂိုလ်မြည်သူမဆူအလူခံပုဂ္ဂိုလ်တွေအားခေါင်းရိပ်ဓာလေးဒါနပြုပေးပါခေါင်းရိပ်ဓာသို့မဟုတ်ပရိဓာလေးတွေဒါနပြုပေးပါလို့အကြံပေးပါရစေတောက်ကြံနေဝမိတ်ဆွေများအနေဖြင့်ဤနှစ်တစ်နှစ်သာအတွင်းမှာ ကောင်းသောကံတွေကောင်းသောအကြောင်းတရားတွေပွင့်လန်းကြပါစေမကောင်းသောကံတွေမကောင်းသောအကြောင်းတရားတွေပပျောက်ကြပါစေဆောင်ရွက်ကြသည့်လုံစည်းပွား၊ကင်စည်းပွားတွေလည်းတိုးတက်ကြီးပွားအောင်မြင်ကြပါစေဒီအပေါင်းရန်အပေါင်းကင်းရှင်းပြီးတော့ကတ်သုံးပါးကလည်းကျော်လွှားလွတ်မြောက်နိုင်ကြပါစေတို့ရာဆန္ဒတွေပြေးကြ၍ဘဝတွေလည်းငြိမ်းချမ်းကြပါစေလို့ စုတောင်းမေတ္တာပို့သလိုက်ပါသည်အလုံးကျမ်းမှချမ်းသာကြပါစေ